တဲ့မင်းရဲ့ကတော့တော့စေငါဟာလည်းရောက်ခဲ့ပြီလေ a chain က music အချိန်ကောင်းမဲ့ပြောရမလားမသိဘူးเนาะဟိုနိုင်ငံတကာလည်းကောင်းတယ်လေအခုကစ်ဆိုရင်ဗျတချို့ music တွေကို live မှာရိုက်ရှာလိုက်ရင် ဲ့လို cover ဆိုတာတွေပဲပေါ်ရင် ပေါ်လာတယ် original ကမပေါ်လာဘူးဘယ်သူဆိုထားတော့ဆိုတော့တစ်ခါလေးရှာမတွေ့ဘူးကိုကတချင်းနာမည်ပဲမှတ်မိတယ်တချို့ artist တွေကြောင့်အမျိုးဆိုရင်အခက်ခဲတော့ဖြစ်တယ်ဗျအဲ့တော့အဲ့ဒါတွေတိတ်မရှိဘူးပေါ့နော်ပြီးရင်မြန်မာဂီတအပိုင်းကြတော့လဲတပြေးတိုးတက်လာတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ကဒီ ends ကိုအရန်ကြိုက်တဲ့ ူတွေဆိုသူတို့လည်းရှိတယ်လေအချင်းအချင်းဆိုသူတို့ရဲ့ကိုယ့်ရဲ့ဖြူမရှိရင်တော့မှသူတို့တခြင်းတွေကနေရနားထောင်ဖြစ်တယ်လေပြီးတော့ပါလာလာတို့ပါထွက်တဲ့အချင်းတော်တော်လေးအချင်းကအချင်းကောင်းပဲလို့ထင်တယ် အဲကျွန်တော်နှစ်ဝက်ပန်ပါတချင်းဆိုပါတယ်တချင်းလည်းရေးပါတယ်ဂီတာလည်းတီးပါတယ်အခုတော့နှစ်ဝက်ပဲထားလိုက်တော့တယ်ပေါ့နော်အစားတော့အဲ့တော့မက်တယ်တွေအရင်ကြိုက်တော့လေအဲ့လိုနာမည်ရှိတွေကြိုက်တော့ပေးဖြစ်တာအခုတော့မတ်ရလွယ်အောင်ပေါ့နှစ်ဝက်ပဲထားလိုက်ဆပ်ဖက်တာက2006လောက်ဖြစ်မှာပေါ့ OD ကအဲ့ဒီ wanted နဲ့ရောင်ကြီးအခွေလေအခွေလေထွက်ပြီးတော့သူတို့ဘာဖြစ်ကြလဲမသိပြန်လာတယ်တောင်ကြီးပြန်လာတော့ရန်ကုန်ပြန်မသွားတော့လားဆိုတော့မသွားတော့ဘူးတဲ့ဒါဆိုတချင်းလေးတွေသူတီးရအောင်မနော် ဲ့လိုနဲ့တပုတ်နှစ်ပုတ်တင်းနဲ့နာမည်ပေးဖြစ်လာတာပေါ့နော်ဘန်ဖက်လို့ဖြစ်သွားတယ်ဒါပေမဲ့၂ရောက်တည်းပဲစောက်တက်ကလို့တက်တဲ့ရွယ်18 19လောက်ဖြစ်ရန်ကုန်ဆင်းမယ်ဆိုတော့အချိန်ပရိုဂျူဆာလည်းရလိုက်တယ်ကံကောင်းတော့လေကံကောင်းမျိုးပရိုဂျူဆာရတယ်ဒီရောက်မှရှာလိုက်တော့အရင်ဆုံးဂီတာတီးတဲ့ကိုနေတူကိုတငယ်ချင်းကပဲမိတ်ဆက်ပေးတယ်မင်းတို့တီးမယ်ဆိုဒီဒီကိုရှိတယ်ပေါ့တော်တော်ကြွတ်တယ်ပေါ့အဲ့ဒါနဲ့ကိုနေတူကိုရတယ်ပြီးတော့တချင်းတွေတော်တော်တိုက်နေတာ recording တော့ outsider မှာ outsider မှာတော့တိုက်တော့ ိုဂျပန်နဲ့တည်တယ်သူတို့အီဒီယတ်ကလုံနေရတော့ကြာပြီလေရန်ကုန်မှာရုံးကန်နေရတော့ကြာပြီဒရမာမရှိဘူးအခက်ခဲရှိတယ်ဆိုတော့သူလည်းကုညီပေးတော့ပေါ့တခွေလုံးမှာပဲခွေလုံးတီးဖြစ်သွားတယ်သူတူလောက်ပဲကျွန်တော်ကနေနေမှာရုံးကန်တယ်သူတို့ကဒီမှာရုံးကန်တော့အဲ့လိုတော့ကွာတော့ဆုံးတယ်ဆုံးအောင်လာနဲ့အရင်ဆုံးတော့သူကတချင်းနေပါလေအရန်ရေးတဲ့အချိန်ထင်တယ်တချင်းနေပါလေရောင်းပေးသေးတယ်ဒါပေမဲ့ကိုကြိုက်တဲ့တချင်းကတခြားလူတွေကအရင်ဥဒွားပါတော့အဲ့ဒါနဲ့မဝယ်ဖြစ်ဘူး ပြီးတော့ဝန်တက်နဲ့လည်းပြန်ဆုံတော့เนาะသူတို့ကမြင်းဒီကောင်းမှနေတယ်ကျွန်တော်ကစမ်းချောင်းမှနေရဆိုအရင်နေတယ်လေတစ်ချိန်လုံးလည်းတော်တော်လဲတော့ပေါ့ tape cd ကတော့2009နှစ်ကုန်နှစ်ကုန်လောက်မှထွက်တယ် DVD က2014လောက်မှာထွက်တာပြန်ကောက်ပြီးပြောရရင်ကျွန်တော် OD နဲ့မတွေ့ခင်မှာဟိုက side out key ဆိုရတဲ့ယောက်လေး nutty ဆိုရတဲ့ခြင်းကိုရေးတဲ့တယောက်သူနဲ့ကနှစ်ယောက်အဲ့လိုတွဲလုံနေအောင်တောင်ကြီးမှာနောက်တော့သူစင်ကာပူသွားလိုက်တော့မလုဖြစ်တော့တာပန်မှာလဲသူကအဓိကပန်ရတော့မဟုတ်ဘောနော်သူသူကဆိုတာအရန်ကောင်းတယ်မဟုတ်ကျွန်တော်ကအဲ့လောက်ကြီး crack တုံးတွေပဲဆိုတာဗျာသူက rap လဲဆိုတတ်တယ် melody တွေဆိုလဲ key အမြင့်နေလဲဆိုနိုင်တယ်ဒါပေမဲ့သူနိုင်ငံခြားထွက်သွားတော့ဆိုမဲ့လူလဲမရှိတော့ကျွန်တော်ဆိုဖြစ်သွားတာပေါ့အဲ့လိုနဲ့ ရန်ကုန်မှာရောက်တဲ့အချိန်ထိတော့အဲ့လိုတခြားပတ်သက်တာမရှိဘူးပဲပေါ့နော်ဒီရောက်မှကိုဂျပန်တို့တေးစရာတွေပေါ့နော်အဲ့ထက်မှပါတယ်တေးစရာတွေသူတို့တချင်းကိုဒီရောက်မှဝယ်ဖြစ်တာဒီလိုပေါ့တွေ့တာတော့ခဏခဏတွေ့ပါတယ်ဒါပေမဲ့ဘယ်လိုပြောမလဲကျွန်တော်ကလည်းနေကနေအခန်းငါးပြီးတော့ music လောက်ရတာဆိုတော့လေ music လောက်တဲ့ပိုင်းမှာတိတ်ရောပြီးမလောက်ဖြစ်ဘူးဖြစ်သွားတယ်အားရတော့တော်လေဖြစ်တယ်အဲ့လို ပြင်မှာစုံဖြစ်တယ်အတူတူတောက်ကြစားကြတော့ရှိရှိတယ်ပေါ့2016မှာတော့အဲ့ဒီတောင်ကြီးတာအဖွဲ့တွေနဲ့လှုပ်လိုက်သေးတယ်အဲ့လိုမန်ဒယ်တော့မဟုတ်ပေမဲ့ပေါ့နော်အားလုံးနားလည်နိုင်တဲ့တစ်ချိန်ရင်ရွေးပြီးတော့လှုပ်လိုက်အဲ့ရှေ့မှာကျတော့ဗာဒီဖီးငုတ်လဲဆိုရင်အဲ့လို music video ရိုက်တာဗျာတော်တော်လေးအဲ့လိုအခက်ခဲတွေတွေ့တယ်အဓိကကကိုကဖန်တီးချင်တာဆိုမဲ့အရင်မြက်မလုံလောက်တော့ပေါ့နော်ရှင်းပြရမဆို4 play တို့လို့ဗျာအဲ့လို reverse နဲ့ရိုက်တာတော့ပေါ့ကျွန်တော်ကလှုပ်ချင်တယ်ဒါပေမဲ့ director အကြီးတဲ့ဟိုအလုတ်ရှုပ်ခံပြီးတော့တော့မလုတ်ပေးဖြစ်ဘူး အနောက်ဆုံးတော့တငယ်ချင်းတယောက်ဒရိုက်တာတော့မဟုတ်ဘူးအဲ့လိုတပုံဆရာပဲသူကရှိတဲ့ကင်မရာနဲ့ကရိုက်ပေးမယ်ကွာဆိုတော့အဲ့လိုလှုပ်ဖြစ်တာလေလှုပ်ခဲ့တာတွေရှိရပါတော့မရရအောင်အဲ့လိုလှုပ်နေရတာတွေကခလီတော့လည်းပင်ပန်းနေပေါ့နော်အချို့တချင်းဆိုရင်ဖို့ဖို့တီဟာတည်လားမသိဘူးအဲ့ဒီသူတို့ဆိုရင်ညာမိုက်တွေအဲ့လိုဟောခေါရမ်းတာပေါ့နော်မိုက်တွေရမ်းတာမျိုးတွေကိုလည်းလှုပ်ချင်တယ်ဒါပေမဲ့အဲ့ဒီဒရိုက်တာတွေဆို မလုံနဲ့ဘောနော်သူတို့မှလည်းအခက်ခဲတော့ရှိတော့ရှိချင်ရှိမှာဘောနော်တဖက်တိုက်မပြောချင်မှာအဲ့လိုအချိန်မီရရတာရှင်လည်းရှိမှာနော်အဲ့လိုမိုက်ကျိုးတွေအဲ့လိုဝဲပြီးတော့ရမ်းတာတွေလှုပ်ချင်တာတွေအဲ့လိုဒါအသေးဖွဲပါပဲနော်အဲ့လိုကိစ္စတွေအများကြီးဘောနော်သိတိုင်းမကြတာတွေအဲ့လိုအများကြီးဘောနော်အဲ့လိုပင်ပန်းသွားတာလည်းပါတယ်နောက်တစ်ခုကဝန်းရံတဲ့လူတွေနဲ့သိမနေဖြစ်ဘူးထင်တယ်အဖေကလည်းစီပွားရေးလှုပ်စေချင်တာလीအဲ့တော့သိပြီးတော့ဩအဖေပြောတာလည်းဟုတ်မှာပါလေးပေါ့အဲ့လိုတွေဖြစ်တယ်အကိုအလက်တယောက်ကလည်း black hole းကဆိုတော့သူတို့က3-4ပုတ်အောင်မြင်တယ်လေတာတောင်မှသူတို့ပြန်ပြီးတော့နာမည်ကစက်တိုင်းမလောက်ဖြစ်ရင်ရော့သွားတယ်ပေါ့နော်အဲသူတို့စကားလည်းနားထောင်ဟောဟုတ်မှာပါဟုတ်မှာပါလေးပေါ့နော်ဒီ music line ကမကောင်းဘူးပေါ့နော်အဲ့အရွယ်ကစဉ်းစားစရာလည်းများတော့ပေါ့နော်ဘာသာရေးပဲလေးလားမလို့လို့ပညာရေးလားအများကြီးစဉ်းစားတဲ့အချိန်ဆိုတော့နည်းနည်းတွေးဝေသွားတာပေါ့ကျွန်တော်ထင်တာတိတ်မပြတ်တာကိုလေ focus ကအများကြီးအာရုံများသွားတာပေါ့ဒါပေမဲ့အဲ့ဒီဒီပြီးခဲ့တဲ့ covid ပြီးနောက်ပိုင်းမှာတော့ ဟိုဇက်တိုက်လုံးမလို့ပဲဒါပေမဲ့အနောက်ဆက်တွေနဲ့ကြားထဲဆိုနှစ်ပုတ်နှစ်ပုတ်ထွက်ပြီးပြီပေါ့နော်အစ်စ်ကတော့ခုလက်ရှိက EP album လေးလုံးနေတယ်ပေါ့နော်တချင်းရွေးနေတယ်နောက်တစ်ခုကငလင်အဲကပ်ဘေးတွေပေါ့နော်ရေဘေးတွေပါတွေအတွက်အဲ့တပုတ်တော်တော်လေးပြီးနေပါပြီအဲ့ဒါလေးလာမယ်ပေါ့နော် တိတ်မထင်မိဘူးဘာလို့ဆိုအခွေကမရောင်းရအောင်လေမရောင်းရအောင်ဆိုတာထပ်မကူးရအောင်ပေါ့နော်ထပ်မကူးရတဲ့အချိန်တွေရောက်တော့တမက်ပြန်ပြန်ကြားပါတယ်အဲ့လို၄၅နှစ်၁၀နှစ်အထိလဲကျွန်တော်တို့ကတခြင်းဆိုတိုင်းအခုတခြင်းပါတယ်ပေါ့အဲ့လိုအဆောင်မှာတော့ဆိုတိုင်းဒီကြားလာတခြင်းကိုဆိုတယ်ပေါ့အဲ့လိုတွေပြန်ကြားတော့လဲဟိုအားတက်တော့ပေါ့နော်ဩငါလောက်ခဲ့တာကတော့ရကျုံနှပ်ပါတယ်ပေါ့နော်အဲ့လိုတော့ပြန်ဖြစ်ပါတယ်အားရှိတော့ပေါ့သူတို့ခါလေး Facebook မှာလဲ comment တွေပါလာရေးတယ်ဆိုရင်ဝမ်းသာတော့နော် ဟုတ်တယ်2024မှာငါရင်မဲ့တဲ့ဘွားပေါ့နော်သူသူ featuring ဆိုပေးတယ် career တော့မဟုတ်ပါဘူးအဲ့လိုပေါ့အလုတ်အလုတ်ကတစ်ဖက်ဆိုတော့လေ balance chain နေရတော့နော်အလုတ်ကိုအရန် feel လိုက်ရင်ဒီဘက်ကယော့တော့ဒီရှေ့တော့ကိုကတေချပြီလေ music နဲ့ away နေလို့မရအောင်ဆိုတာတိသွားတဲ့အချိန်ရောက်တော့စတိုက်တော့လုတ်လုတ်ဖြစ်မှာပါအစီစဉ်လေးတွေကောင်းကောင်းလေးစဉ်းစားနေတာပေါ့နော်ဒီနာမည်ပါပဲနှစ်ဝက်ပဲပေါ့ base တမားကတော့အခုလက်ရှိတောင်ကြီးမှာက i2 ဆိုတဲ့တယောက်တီးပေးနေတယ်ပေါ့နော် အဲ့လိုပါမတ်ရခက်တာပါနော်ကိုကအဲ့တော့ကြိုက်တော့ငယ်ငယ်တော့တော့အရှိကြီးတွေပေးဒါမဲ့နိဝေပဲကောင်းပါတယ်လို့နော်အဲ့လိုပဲသွေးမိပြီးတော့အတူပဲဖြစ်သွားကျွန်တော်တို့မှာတော့အဲ့ဒီ Facebook နဲ့ YouTube channel ပေါ့နော်အဲ့ဒါလေးကတော့စတိုက်တင်သွားဖို့ရှိပါတယ်ပေါ့ခုတည်းဒုတိယပေးတဲ့ပေါ်တိုင်းလဲကျေးဇူးပါလို့ဆက်ပြီးတော့လဲအားပေးပါအောင်အဲ့ဒါလေးပြောချင်ပါတယ်